တက်တွင်တည်ပေါက်ကြားတယ်လို့ဆိုပြီးရခိုင်ပြည်ကြောက်ဖြူမြို့နယ်မှာရှိတဲ့စစ်ကောင်စီတပ်ရင်းတွေကရခိုင်လူမျိုးတပ်ဖွဲ့ဝင်တွေရဲ့မိသားစုဝင်တွေကန့်ဆောင်ထားတဲ့ဖုံးတွေကတိတ်ဆိတ်ခံထားရတယ်လို့သိရပါတယ်။ကြောက်ဖြူမြို့နယ်အခြေဆိုင်တပ်ရင်းတွေမှာနေထိုင်တဲ့ရခိုင်လူမျိုးစစ်ကောင်စီတပ်ဖွဲ့ဝင်တွေရဲ့မိသားစုဝင်တွေကိုတက်တွင်တည်တွေပေါက်ကြားမှုရှိလာတဲ့အတွက်လို့ဆိုပြီးသူတို့ရဲ့လက်ကင်ဖုံးတွေကိုစစ်ကောင်စီကအခုရက်ပိုင်းမှာတိတ်ဆိတ်သွားတာဖြစ်တယ်လို့ ကြောက်ဖြူဒေသခံစစ်ကောင်စီမိသားစုဝင်တွေနဲ့နှိဆက်သူတယောက်ကနရီစရာကိုပြောပါရယ်အဲ့ဒီလိုမျိုးလက်ကင်ဖုန်းတွေတင်စစ်ခံရမုံကြောင့်စစ်ကောင်စီတရင်တွေအထဲမှာရှိနေတဲ့ရခိုင်ဒေသခံတွေဟာအဝေးရောက်မိသားစုနဲ့ဆက်သွယ်မယ်ဆိုရင်တက်တွင်းကရုံဖုန်းတွေနဲ့ပဲဆက်သွယ်ရတယ်လို့သူတို့နဲ့နှိဆက်သူတယောက်ကနရီစရာကိုပြောဆိုပါရယ်အခုလိုဖုန်းသိမ်းဆီးလိုက်တာနဲ့ပတ်သက်ပြီး CDM ဗိုလ်ကြီးစင်ရောကဖုန်းသိမ်းနေဆိုတာစစ်ကောင်စီရဲ့လုံးဝမိုင်းရိုင်းတဲ့အဆင့်ဖြစ်ပြီး ကိုပတ်စံနဲ့ကိုဝေထားတာကိုစစ်ဘုရှုပ်တွေက နိုင်ထက်စီးနဲ့လှုပ်တာဖြစ်တယ်လို့လည်းပြောဆိုခဲ့ပါတယ်။